အလုံးမဲမင်္ဂလာပါခစ်တိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါရမရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စေုပ်စုနဲ့လက်အောက်ခံ BGF တို့ကကြားဖြန့်အပါဝင်ရာဇဝတ်ခိုင်းလုပ်ငန်းများအတွက်ခွဲကူချုံးဝေ့ပြီးလုံခြုံသည့်ခိုးလုံရများဖန်တီးပေးနေဟုကုလသမဂ္ဂတွင်တာမတ်ကြီးဦးကျော်မိုးထွန်းတင်ပြနေစွာသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြံဖက်ဆေးအုပ်စုနဲ့လက်အောက်ခံ BGF တို့ကကြားဖြန့်ပါဝင်ရာဇဝတ်ကိုင်းလုပ်ငန်းများအတွက်ရွေးကူချောမွေ့ပြီးလုံခြုံသည့်ခိုလုံရများဖန်တီးပေးနေဟုကုလသမဂ္ဂတွင်မြန်မာအမြဲတမ်းကိုယ်စားလှယ်သံမတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုလိုက်ပါတယ်။အော်တိုဘာလ28ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီ၏အခြားလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေးကောင်စင်ဖြင့်ပြုလုပ်သည့်ဆွေးနွေးမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်။မြန်မာနိုင်ငံရှိတရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစေအုပ်စုနှင့်၎င်းတို့အလောက်ခံနေကြဆောက်တပ်ဖွဲ့ PGF တို့သည် ICT ကိုအသုံးပြု၍ဘေးဖြစ်စေသည့်လုပ်ငန်းများကိုကျူးလွန်လျက်ရှိကြောင်း Digital အာဏာရှင်စနစ်ကိုတည်ဆောက်ခြင်း၊ Cyber လိမ်လည်မှုလုပ်ငန်းစင်တာများတိုးပွားလာခြင်းတို့ကိုစိုးရိမ်ပွဲရင်ဆိုင်နေရကြောင်းထို online ငွေလိမ်လည်မှု၏ တားကောင်များသည်ကဘာတဝမ်းမှဖြစ်ပြီးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကအသက်သေးဆုံးသည့်အထိဖြစ်ရခြင်းအာရမအလုတ်စေခိုင်းခံရခြင်းနှင့်လူကုန်ကူးခံရခြင်းတို့နှင့်ရင်ဆိုင်နေရကြောင်းမြန်မာနိုင်ငံမှတက်ဆင့်လာသောဤအွန်လိုင်းလိမ်လည်မှုသည်ဒေတာရင်းနှင့်နိုင်ငံတကာညီချမ်းရေးနှင့်လုံခြုံရေးအပေါ်ကြီးမားသောတက်ရောက်မှုများရှိနေကြောင်းတမ်မတ်ကြီးကပြောဆိုပါသည် ဆေးဥစုကိုတိုင်ပါဝင်ပတ်သက်နေသည့်ကြားဖြတ်စိုက်ပါလင်လယ်မှုစင်တာများ၏ပြဿနာကိုရေရှည်တည်မြဲ၍ထိရောက်စွာဖြေရှင်းရန်ဆေးဥစုအနေဖြင့်ဆောင်ရွက်နိုင်ခြင်းမရှိသည်မှာအလွန်ရှင်းလင်းနေကြောင်းထိုအခြေအနေမျိုးတွင်ဆေးဥစုကစီစဉ်နေသည့်အထူးရောင်ရွှေကောက်ပွဲကအကြမ်းဖက်မှုများကိုပုံမရှိကြစေမည်ဖြစ်ပြီးစိုက်ပါမှုကင်းများပုံမဆိုးရွားလာ၍ဒေတာရင်းနှင့်ဒေတာရင်းကျော်၍မတည်ငြိမ်မှုများကိုပုံမဆိုးရွားစေမည်ဖြစ်ကြောင်း စီအိုစီလှည့်ပြသည့်လုပ်ငန်းစဉ်ကိုပြပြသားသားပိတ်ချရန်နိုင်ငံတကာအသိုက်အဝန်းကိုတာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပါရယ်မြန်မာနိုင်ငံသည်ကမ္ဘာတဝန်းရှိပြည်သူများကိုအကျိုးပြုမဲ့ပွင့်လင်းပြီးဘေးကင်းလုံခြုံစိတ်ချရတဲ့ငြိမ်းချမ်းသောစိုက်ဘာရေဝန်တစ်ခုပေါ်ပေါက်လာစေရန်ဆက်လက်ဆန္ဒပြုကြောင်းသို့သောမြန်မာနိုင်ငံ၌တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်အုပ်စုနှင့်၎င်းတို့လက်အောက်ခံနေချားဆောင်တပ်ဖွဲ့ BGF တို့သည် ICT ကိုအသုံးပြု၍ဖေးဖြစ်စေမိလုပ်ငန်းများကိုကျူးလွန်လျက်ရှိကြောင်း ရှင်ဤအကျိုးဆက်အနေဖြင့်မြန်မာနိုင်ငံတွင် အောက်ဖော်ပြပါစိုးရိမ်ဖွယ်ရာအခြေအနေနှစ်ရပ်ပေါ်ပေါက်လာခဲ့ကြောင်းစစ်တပ်က digital နှင့်ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများကိုမတရားထိမ့်ထုတ်ထားပြီးအင်တာနက်နှင့်ဖုံးဝင်ဆောင်မှုများကိုဆိုင်းငံ့ထားခြင်းလူမှုကွန်ရက်များကိုပိတ်ဆို့ထားခြင်းနှင့်၎င်းတို့နှင့်အမြင်မတူသူတဦးချင်းစီဤကိုရီးအချက်လက်များအားပေးအပ်ရန် ICT ဝန်ဆောင်မှုလုပ်ငန်းရှင်များအပေါ်အရမဖီအားပေးခြင်းများပြုလုပ်ခဲ့ကြောင်းတမ်မတ်ကြီးကဆိုပါရယ် စေုပ်စုရဲ့ digital စောင့်ကြည့်ရေးလုပ်ငန်း၏တစိမ့်တစ်ပိုင်းအဖြစ်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDN တွင်ပါဝင်ကြသူများနှင့်လူခွင့်ရေးကာကွယ်မြင့်တင်သူများကိုခြေရာခံကာဖမ်းဆီးရန်အတွက် personal scrutinization and monitoring system ကိုမကြသေးမီကအသုံးပြုခဲ့ကြောင်းမြန်မာနိုင်ငံရှိ cyber ရပ်ဝန်းသည်စေုပ်စုစောင့်ကြည့်ရေးစူးစီးမှုနေရာအဖြစ်သို့ပြောင်းလဲသွားခဲ့ကြောင်း cyber လိမ်လည်မှုလုပ်ငန်းစင်တာများတိုးပွားလာခြင်း၊နေဆက်ဖြတ်ကျော် cyber လိမ်လည်မှုလုပ်ငန်းများတွင်လိမ်လည်သူများသည့်စာထုတ်များ messaging application များထုတ်လုပ်နိုင်သော generative AI နှင့် deepfake နည်းပညာများကိုအသုံးပြုကာတားကောက်များကိုသိဆောင်ပြီး cyber လိမ်လည်မှုများကျူးလွန်လျက်ရှိကြောင်းအကြမ်းဖက်ဆေးဥစုနှင့်၎င်း၏လက်အောက်ခံ BGF တို့ကရန်စဝတ်ခိုင်းလုပ်ငန်းများကိုလွယ်ကူချုံးမွေစေပြီးလုံခြုံသည့်ခိုလုံရများဖန်တီးပေးနေကြကြောင်းတမ်မတ်ကြီးကထောက်ပြပါရယ်ထို online လိမ်လည်မှု၏တားကောက်များသည်ကမ္ဘာတဝန်းမှဖြစ်ပြီးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကာအသက်သေးဆုံးသည့်အဖြစ်ဖြစ်ရခြင်း အာရမအလုတ်ခိုင်းစီခံရခြင်းနှင့်လူကုန်ကူးခံရခြင်းတို့နှင့်ရင်ဆိုင်ကြရကြောင်းလူငယ်အမျိုးသားများနှင့်အမျိုးသမီးပေါင်းတသိန်းကျော်သည်ကြားဖြန့်စခန်းများသို့လူကုန်ကူးခံရပြီးအွန်လိုင်းလိမ်လည်မှုများကျူးလွန်ရန်အတင်းအကျပ်ခိုင်းစီခံရကြောင်းအများအားဖြင့်အစစ်မြင့် AI ကိုအသုံးပြု၍နှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံ40နီးပါးရရှိနေကြောင်းစိတ်မချမ်းမြေ့စရာပြင်မြန်မာနိုင်ငံမှာစတင်လာသောဤအွန်လိုင်းလိမ်လည်မှုသည်ဒေတာရင်းနှင့်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ်ကြီးမားသောတက်ရောက်မှုများရှိနေကြောင်းသိရပါသည် စိုက်ဘာလိမ်လည်မှုလုပ်ငန်းများ၏ရင်းမြစ်ကိုကင်တွယ်ဖြည့်ရှင်းရန်ပြက်ကွက်ခြင်းနှင့်သက်ဆိုင်သူများနှင့်အပြည့်အဝပူးပေါင်းဆောင်ရွက်မှုမရှိခြင်းတို့သည်မြန်မာနိုင်ငံ၏အရှိမြောက်ဖက်နေဆက်မှကြားဖြန့်စင်တာများသည်အရှိတောင်ဘက်နေဆက်သို့ရွှေ့ပြောင်းလာကြပြီးအဆိုပါအရှိမြောက်ဒေသတွင်ခိတ္တသက်သာရာရမှုသာဖြစ်မိဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မဟာမိတ် Federal Democracy အင်အားစုများသည့်စိုက်ဘာမှုကင်းများနှင့်လူအချင်းချင်းခေါင်းပုံဖြတ်မှုများတိုးပွားလာနေသောအကြက်တဲကိုတိုက်ဖြတ်ရေးလုပ်ငန်းများတွင်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းတမ်မကြီးကတရားဝင်သတင်းထုတ်ပြန်ပြောဆိုပါသည်ဆလပင်စစ်ကောင်ဆောင်ကရွှေပြောင်းပြည်သူများတိမ်ငဲ့ချီပြီးပါဝင်မှုမရှိသည့်2024သကောင်စရင်အပေါ်ခုံယူချောင်းချင်းညာဒီဇင်ဘာအတူရောင်ရွေးကောက်ပွဲအတွက်အပြုညီဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတကာဤကူညီပံ့ပိုးမှုမရဘဲငွေကြေးတန်ပေါင်းများစွာကုန်ကျခိုင်းပြီးကိုထုကိုထောက်ကောက်ယူခဲ့သည့်2024ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသကောက်စည်းရဲမှနိုင်ငံအထက်ခုံယူရမယ့်ကိစ္စရပ်ဖြစ်ကြောင်းစီကောင်ဆောင်ပူဇော်မှုကြီးမင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်ထို့ပြင်လာမယ့်ဒီဇင်ဘာတွင်ပြုလုပ်မယ့်ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်ပါအထောက်အကူပြုနေသည်ဟု၎င်းကထည့်သွင်းပြောဆိုခဲ့ပါသည်။အဆိုပါတကောင်စည်ရင်ဤပြည်တော်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကိုရှမနီအော်တိုဘာ29ရက်ကနေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒီတကောင်စင်းကောက်ယူမှုကိုဖိပအကူညီမပါဘဲပြည်တွင်းအားနဲ့အောင်မြင်အောင်ဆောင်ရွက်ခဲ့ရတဲ့အတွက်နိုင်ငံအတွက်ဂုဏ်ယူရမယ့်အမျိုးသားရေးလုပ်ငန်းစဉ်အောင်မြင်မှုတစ်ရပ်ဖြစ်တဲ့ကမ္ဘာအလယ်မှာလည်းတမိုင်းမှတ်တိုင်စိုက်ထူနိုင်တယ်ဟုစေကောင်းဆောင်ကပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံတွင်လွတ်လပ်ရေးမရမီနှင်းရပြီးနောက်1983 1983 2014စသဖြင့်၎င်းစင်းများကောက်ယူခဲ့ပြီးတော့လေအာနာသိမ့်ပြီးနောက်စစ်ကော်မရှင်ကကောက်ယူသည့်2024ခုနှစ်၎င်းစရင်ကိုမူကုလသမဂ္ဂအပါအဝင်နိုင်ငံတကာမှအထူးအမှတ်မပြုကြောင်းသိရပါတယ်။ ထို့ပြင်မြေပြင်တွင်တိုက်ပွဲများကြောင့်ပြည်သူသိမ်းချီရွှေပြောင်းနေထိုင်နေရသောအချိန်ကာလတွင်ကောက်ယူခဲ့ခြင်းဖြစ်ရာအစုပါစရင်သည့်နေမြေဒေသအများအပြားကိုလွှမ်းခြုံနိုင်မှုမရှိဘဲ၎င်းတို့ခံမှန်းထွက်သွင်းထားသောလူဦးရေသည်လည်းမြေပြင်နှင့်ကွယ်လွှမ်းနေကတိကျမှန်ကန်မှုမရှိကြောင်းသိရပါသည်။ သို့တော့စစ်ကောင်းဆောင်ကမူလာမည့်ဒီဇင်ဘာ28ရက်တွင်ပြုလုပ်သည့်အတူရောင်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်အခြေခံအကြဆုံးဖြစ်သည့်မဲဆန္ဒရှင်စရင်များဆောင်ရွက်ရာ၌2024တကောင်စရင်ဤလူဦးရေကိန်းဂဏန်းများကအထောက်အကူပြုနေသည်ဟုပြောဆိုခဲ့ကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါသည်။ရှင်းပြင်းစစ်ကောင်းဆောင်ဤပြောဆိုမှုတွင်နိုင်ငံဤလူဦးရေသည်ပထမဆုံးအကြိမ်အနည်းငယ်ရော့ကျလာသည်ကိုဖော်ပြခဲ့ပြီးအကြောင်းရင်းမှမွေးဖွားနှုန်းကျဆင်းခြင်းရွှေ့ပြောင်းသွားလာမှုမြန်မာအချင်းတို့ကထောက်ပြ၍ ၎င်းတို့၏အကြံဖတ်လို့ရများကြောင့်ပြည်သူများထွက်ပြေးတင်းရှောင်နေရသည့်အခြေအနေကိုထိန်ချံဖုံးခွဲထားကြောင်းတွေ့ရပါသည်ထို့ပြင်၎င်း၏စစ်မှုတဲ့ဥပဒေကြောင့်လူငယ်များထိခိုက်သေးဆုံးမှုနှင့်ရွှေပြောင်းသွားလာမှုများရှိနေတော့လေလူငယ်လူရွယ်ဥယေသည်ယခုညာပြနေစေဖြစ်၍တနည်းအားဖြင့်လူဥယေစုလက်များရရှိနေစေကာလဖြစ်ကြောင်းကိုလည်းစေကောင်းဆောင်ကထည့်သွင်းပြောဆိုခဲ့ပါသည် ဆက်လက်ပြီးဗမောက်မျိုးနဲ့သုံးမိုင်အကွာကရွာနေရွာမှာအထိုင်ချပြီးမြို့ကိုပြန်ရဖို့အုပ်စုကအပြန်ထန်ထိုးစစ်ဆင်နေ။လေကြောင်းနဲ့လက်နက်ကြီးတွေနေစဉ်ပစ်ခတ်နေတာကြောင့်ဗမောက်မျိုးပေါ်ကရဲစခန်းနဲ့ဒေသခံတွေရဲ့နေအိမ်တွေပေါ်ကြားရောက်ပောက်ကွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကတာခရိုင်ကဗမောက်မျိုးကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားလာတဲ့ရှမ်းပြည်အမျိုးသားတပ်မတော် SND တပ်ဖွဲ့ကမြို့ရဲ့အနောက်ဘက်သုံးမိုင်ခန့်အကွာမှာရှိတဲ့စက်တော်နဲ့ခမိုးရွာတွေနှစ်ရွာမှာအထိုင်ချစခန်းချထားတယ်လို့ဗမောက်မျိုးနဲ့စစ်ရေးတရင်ရင့်မြတ်တဲ့ဦးကပြောပါရယ် SND တက်ဟောင်းမြို့ရဲ့အနောက်ဘက်၃မိုင်ခွဲခန့်မှာရှိတဲ့စက်တော်ရွာနဲ့မြို့ရဲ့မြောက်ဘက်ခမိုးရွာတို့မှာအထိုင်စခန်းချထားတာဖြစ်ပါတယ်။စက်တော်ရွာအထိုင်စခန်းမှာ၁၂၀မမလက်နက်ကြီးတွေတပ်ဆင်ထားပြီးအဲဒီလက်နက်ကြီးနဲ့ဗမောက်မျိုးတဲကိုပြစ်ခတ်တာတွေကြောင့်နေအိမ်နဲ့အဆောက်အဦတွေမိလောင်ပျက်စီးတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ကြပြင်းမြေပြင်ကနေလဲထိုးစစ်ဆင်လာတာမျိုးရှိသလိုလေကြောင်းကနေလဲဘုံကျဲတိုက်ခိုက်တာတွေပါစေအုပ်စုကလှုပ်ဆောင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တအူးကပြောပါရယ်စက်တော်ရွာနဲ့ခမိုးရွာမှာပဲရှိတာမြို့အဆက်ကကင်းတွေကိုတော့လာလာပြစ်တင် တင်ရင်အလောင်းမကောက်ဘူးတနတ်တွေပဲယူသွားတာအပုံနှံ့တွေနှံ့လို့မိပါရှို့ပေးနေရတယ် SND အလောင်းပုံတွေကိုတော့မပြတော့ပါဘူးပြီးခဲ့တဲ့စက်တင်ဘာလ20ရက်ကတော်လန်ရေးအဖွဲ့တွေအပီးသက်တိမ့်ပိုက်လိုက်တဲ့ဗမောင်မြို့ကိုပြန်လည်ရယူဖို့ပြင်ဆင်နေတဲ့ SND အနေနဲ့လူတွေကိုဝင်ရောက်တိမ့်ပိုက်နိုင်ဖို့တော့အလန်းဝင်းနေသေးတယ်လို့စီရေးတရင်ရင်းမြစ်ကဆိုပါတယ်အောက်တိုဘာလ26ရက်နဲ့28ရက်တွေမှာစက်တော်ရွာကနေဗမောင်မြို့တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်လို့ရဲစခန်းကြီးလောက်သွားပြီး28ရက်မှာလည်း နားရက်ကာရွာကို SND ကဝင်ရောက်မိရှို့သွားတယ်လို့နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်။26ရက်နေ့တုန်းကရဲစခန်းလက်နက်ကြီးနဲ့မိလောင်ပုံးသီးတွေကြောင်းပါပြည်သူအိမ်တွေတော့အထီးကိုက်မရှိပါဘူး28ရက်နေ့ကတော့မနက်ကိုဖိုက်တာလာပြီးရေသေးချင်းရွာကိုပုံကျဲသွားတာလူနေအိမ်နှလုံးပြက်စီးသွားပါတယ်အထီးကိုက်တော့မရှိပါဘူး28ရက်နေ့ပဲနေ့လယ်ပိုင်းကိုနားရက်ကကြေးရွာနဲ့ဗမောင်းမြို့ကြားကပြည်သူအိမ်တလုံးမိရှို့သွားပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်မှာဗမောင်းမျိုးကိုတော်လန်ရေးတပ်ဖွဲ့တွေတင်ပိုက်ခဲ့ပြီးနောက် SND တပ်ဖွဲ့တွေအနေနဲ့ဗမောင်းမျိုးနယ်အနောက်ချမ်းကိုထွက်ပြေးတင်ဆောင်ခဲ့ပြီးမကြခင်မှာပဲဗမောင်းမျိုးနာကိုကတ်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။စီရေးအရာရေးပါတဲ့ဗမောင်းမျိုးကိုလက်လွတ်ခဲ့ရတဲ့စစ်အုပ်စုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေအပြင် SND တပ်ကလည်းနေပြင်ကနေစစ်ကြောင်းထိုးထိုးစစ်ဆင်တာတွေရှိပေမဲ့တော်လန်ရေးတပ်တွေရဲ့ခုခံကာကွယ်မှုကြောင့်မျိုးနာကိုမကတ်နိုင်သေးပေစစ်ကြောင်းတွေနောက်ပြန်ဆုတ်နေရတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးမြောင်ကျပင်ပြူစောတိစခန်းကနေစစ်ကြောင်းထိုးနေတာကြောင့်မြိုင်မြို့နယ်နဲ့ပခုတ်ကူအဆက်ကကြေးရွာ၅ရွာစစ်ပေးရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူနယ်အနောက်ချမ်းညောင်ကျစ်ပင်ဖြူစောတိစခန်းကနေအော်တိုဘာလ28ရက်နေ့ဒီနေ့မနက်မှာစေအုပ်စုစစ်ကြောင်ထိုးနေတာကြောင့်ညိုင်နယ်နဲ့ပခုတ်ကူနယ်အဆက်မှာရှိတဲ့ဒေသ9ရွာကဒေသခံတွေစစ်ပေးရှောင်ထွက်ပြေးနေကြရတယ်လို့ဒေသခံသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်စေအုပ်စုစစ်ကြောင်ကြောင့်ဇီးပင်ကန်ကျေးရွာ၊စိုတွင်ကျေးရွာ အိုရင်ကျေးရွာ၊ချမ်းတပင်ကျေးရွာ၊ဖောင်ကွက်ကျေးရွာနဲ့အနီးအနားကျေးရွာတွေကဒေသခံပြည်သူထောင်ထဲချထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။မြောင်ချစ်ပင်ပြူစော့တီစခန်းကနေခမ်းမန်းအင်အား200ခန့်ပါတဲ့စေအုပ်စုစစ်ကြောင်းကအရှိမြောက်စီကိုဥတီစစ်ကြောင်းထိုးနေတယ်လို့တပြိုင်နက်ထဲမှာပဲလက်နက်ကြီးပစ်ခတ်တန်တွေကြားနေရတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။စီးပင်ကန်ဖက်ရောက်တယ်လို့ကြားတယ်။ဘယ်ကိုဥတီမှန်းကိုမသိသေးဘူး။ညတော့အဖင်းတော့တွင်းမနဲ့တရက်ကန်တော့ထင်တာပေါ့ဗျာလက်နဲ့ကြီးတဲ့ဘာညာတော့ကြားရတာပေါ့ဗျာ သူတို့လည်းပြစ်တယ်ကိုဘက်ကလည်းပြစ်တယ်ချင်ပါတယ်အခုမနေ့ရှစ်လုံးလောက်ကြာရပြီလက်တလုံးမှာတော့ညောင်ကျစ်ပင်ပြူစောတီစကန်ခါနေထွက်လာတဲ့စေအုပ်စုစစ်ကြောင်းဟာမြန်မျိုးနယ်ကတွင်းမပြူစောတီစကန်နေတရက်ကန်ပြူစောတီစကန်စီကိုဦးတီစစ်ကြောင်းထိုးနေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်ကလည်းအဲ့ဒီညောင်ကျစ်ပင်ပြူစောတီစကန်ကနေစေအုပ်စုစစ်ကြောင်းကအပြင်ထွက်လာတာကြောင့်ဒေါ်လာရေးတက်တွေနဲ့ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် အော်တိုဘားလာ24ရက်နေ့ညကညောင်ချစ်ပင်ပြူစောတိစက္ကန့်အနီကထန်းတပင်ကြီးရွာကိုဆေးအုပ်စုကပါရာမော်တာနဲ့ဘုံချေကတာကြောင့်ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ခစ်သည်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။